င်္ဂလာပါညီမတို့လေးဆိုင်လေးကိုပေါ့နော်လမ်းညွန်ပေးဖို့ဆိုင်လေးကိုဘယ်ကနေလာမလဲဆိုရဲမသိတဲ့အဲကစတမာတွေအတွက်ဒီဘက်ကဆိုလို့ရှိရင်ဒါကတော့ရန်ကုန်ဘက်ကလာတဲ့အချမ်းပါနော်ရန်ကုန်ဘက်ကလာတယ်ဆိုလို့ရှိရင်ဘယ်ကိုကြွရမှာပါညီမတို့အရှိမမြင်နေရတာတော့မဟာမြိုင်မီးပွိုင်ပါနော်တကယ်လို့ကွာဒီဘကိုးစေးကြီးဘက်ကလာမယ်ဆိုလို့ရှိရင်နော်ညာဘက်ကိုကြွပြီးတော့ဒီမဟာမြိုင်မီးပွိုင်မဟာမြိုင်မီးပွိုင်တန်းတန်းပေါ့နော်သမင်ရွှေထီးလန်းကိုတက်ခဲ့ရမှာပါဒါကတော့မီးပွိုင်စိမ့်နေဆိုတော့ပေါ့နော် ီးပွိုင်ဆိုင်ပြီဆိုတော့ညီမတို့မဟာမြိုင်မီးပွိုင်အောင်ဖြတ်ပြီးတော့တပင်ရွှေကြီးလမ်းမတနက်အောင်လာခဲ့ပါမယ်နော်ရန်ကုန်ဘက်ကလာတဲ့သူတွေဆိုလို့ရှိရင်ဘယ်ဘက်ကိုခွေပြီးတော့မှဒီတပင်ရွှေကြီးလမ်းတနက်တက်ခဲ့ပါအဲဒီဘကိုးစေးကြီးဘက်ကလာတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ညာဘက်ကိုခွေပြီးတော့တပင်ရွှေကြီးလမ်းမတနက်တက်ခဲ့လိုက်ပါနော်ဒါကတော့ညီမတို့တပင်ရွှေတီလန်တက်ခဲတနန်းတက်ခဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာငွေပလင်တွေပါတွေကြော်ပြီးတော့မှဟိုဘာသူစီပဲရောက်တဲ့ ठी ဒါလေးကတနန်းလာခဲ့လိုက်ပါ ဒါကတော့တပင်ရွှေတီလမ်းမပေါ်မှာပဲရှိပါသေးတယ်ဒါမိဘမြစ်တာတို့ကတော့အကုန်လုံးကျော်သွားပါနော်ကျော်ပြီးတော့ဟိုးဘတ်ထိတ်တီတန်းတန်းလမ်းဆောင်ထီရအောင်တက်ခဲလိုက်ပါနော်ဒီမှာပြည်တော်ကဆိုင်တို့ရွှေအိမ်ဆန်တို့နော်ရွှေဦးကြီးတို့ဒါကတပင်ရွှေတီလမ်းမကြီးပဲရှိပါသေးတယ်အပေါ်တန်းတန်းတက်ခဲရပါအောင်မယ်နော် င်လည်းညီမတို့ဒါဆိုရောက်ခင်ပြီပေါ့နော်ဆန်အဖော်ဒီဝန်းနေပါလေးချုပ်ခဲ့ပါဒါလည်းသမိတ်ရွှေဒီလမ်းမကြီးပဲရှိသေးတယ်ရှေ့နည်းနည်းသွားလို့ရှင်သူကအဲဘာထူးစင်းဖက်ကိုခွေပါပါနော်ဒါဆိုလို့ရှင်ညီမတို့ပါဠိပိမ့်မှန်အကြောင်းနေပါလေးကြော်သွားပြီးရောကြော်သွားလိုက်ပါနော်ဒီမှာပါဠိဒါဆိုပါဠိပိမ့်မှန်အကြောင်းကြော်ပြီးရောအရှင်းနည်းနည်းသွားရင်ဆိုလို့ရှင်ဒီမှာလမ်းဆောင်ရောက်ပါရင်နော်လမ်းဆောင်ရောက်လို့ရှိရင်ဒီမှာညာကွေ့လိုက်ပါညာကွေ့ပြီးတော့မှဒီမှာတော့ဘာထူးဆေးပေါ့နော်ဒီဘက်ကတော့ ဥပမာဘာတူစိတ်ရှိပါတယ်ဘာတူစိတ်ဘက်ကလေးကိုတက်ခဲလိုက်ပါနော်အဲဒီဘက်ကတော့ဒါဘာတူစိတ်ရှိပါတယ်ဘာတူစိတ်ရှိတယ်ဒီဘက်လမ်းကြားမှာဆိုလို့ရှိရင်ဒီဘက်ကြားလေးထဲမှာကြောင်းရှိရပေါ့နော်အဲ့ဒါကိုဘာတူစိတ်ဘုံပေါ်တန်းတန်းလေးတည်းတက်ခဲလိုက်ပါနော်ဒါဆိုလို့ရှိရင်တန်းတန်းလေးလမ်းဆောင်ကိုရောက်တဲ့အထိထိတ်ကိုရောက်တဲ့အထိဘုံပေါ်လေးကိုတက်ခဲပ ာဆိုလို့ရှိရင်ထိုင်တော်မူဘုရားရဲ့အခုမှတည့်နေရအောင်တွေးပါလိမ့်မယ်နော်ဒီမှာထိုင်တော်မူဘုရားကိုတွေးလို့ရှိရင်ညီမတို့ဒီဘက် transfer ရှိတယ် transfer ရှိတဲ့ဘက်ပေါ့နော်ဘယ်ဘက်ချမ်းလေးကိုကြွေခဲ့လိုက်ပါဒါတော့ transfer ရှိတဲ့ဘက်ပါနော်ဥပမာဆိုလို့ရှိရင်တပြက်စီးအောင်ရှိတယ်ဒါဆိုလို့ရှိရင် transfer ဘက်ပေါ့နော်ဘယ်ဘက်ကိုကြွေပြီးတော့မှတန်းတန်းလေးတက်ခဲလိုက်ပါ မှာဒီကုန်းမော်လေးကိုဆက်တက်သွားပြီဆိုတော့ဒီဘက်မှာကားလေးပါလေးပြင်းတဲ့နေရာရှိရပေါ့နော်တွေ့လို့ရှိရင်ဒီတနန်းလေးထပ်သွားမယ်ဆိုလို့ရှိရင်အရှိန်မှာဂျာနီကန်ဘုံကြီးကျောင်းဆိုပြီးတော့တွေ့ပါလိမ့်မယ်နော်ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာဂျာနီကန်ဘုံကြီးကျောင်းရှိရပါတော့။ဂျာနီကန်ဘုံကြီးကျောင်းလေးနည်းနည်းကြော်ပြီးတော့တန်းတန်းတက်သွားလိုက်လို့ရှိရင်အဲအဘက်မှာဒီတန်တရာကျမ်းမာရေရုံရှိတယ်။အနာညီမတို့ဆိုင်ရင်နားလေးပေါ့နော်။ဒီဆိုင်ကိုရောက်တော့မှာပါအရှိမဆိုလို့ရှိရင်ဆိုင်းဘုတ်အဖြူလေးကိုမြင်နေရပါတယ်နော်။ အဲဒါကတော့အောက်တာမျိုးတိအဲအနော်ယထာလမ်းမကြီးပါနော်ကဲဒါကတော့ KK ဂျပန်ဆိုင်ရောက်ပါပြီနော် KK ဂျပန်ဆိုင်မှာ live live